DVV ရဲ့နောက်ဆုံးရသတင်းတွေကိုပြပြပေးပါမယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့ရင်းမြစ်နေချစ်တက်ပွဲကိုတက်ရောက်ဖို့စစ်ကောင်းဆောင်နဲ့အတူရောက်ရှိနေတဲ့ဇနီးတော်ဂျူဂျူလာဟာရုရှားအမျိုးသမီးဖိုရန်ဥက္ကဋ္ဌဂါနာလီကာရယ်လိုဗာရိုနဲ့အတူတွေ့ဆုံချိန်မှာနှစ်နိုင်ငံကြားအမျိုးသမီးရေးရာပူးပေါင်းရေးတွေကိုဆွေးနွေးခဲ့တယ်လို့နျူကလ িয়ার နည်းပညာမှာအမျိုးသမီးတွေပူးပေါင်းရေးပါဆွေးနွေးခဲ့တယ်လို့ရုရှားဖက်ဒရယ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလျင်ကြီးကြောင့်ငလျင်ဘေးသင့်ခဲ့ရတဲ့နေရာတွေကိုပုံမှန်အတိုင်းသွာလာလက်ပတ်နိုင်ပြီဖြစ်ပြီးခီးသွားတွေအတွက်ဘူးသူဒရရနိုင်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနကမေလ10ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ MNDAA ထိန်းချုပ်နယ်မြေတွေမှာတရုတ်ဖုံးလိုက်တွေတက်ဆင်မှုပြင်းစင်နေတယ်လို့ဒေသခံတွေကနေသိရပါတယ်။ မေလ3ရက်နေ့ကလေးကတရုတ်ဖုန်းလိုင်းကျိုးဆွနေတာကိုတွေ့ရှိရပြီးတရုတ်ဖုန်းသုံးဆွဲသူတွေအနေနဲ့တရုတ်ငွေနဲ့ငွေဖြစ်ရတာကြောင့်မြန်မာဖုန်းလိုင်းသုံးတာတက်ပို့ပြီးတော့ကုန်ကြနိုင်တယ်လို့ဆိုပါတယ်ရှင်။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။